မျိုးသုံးပြောက်ွယ်ခဲ့ပြီးသားဝန်ပလွေမျိုးစိတ်တစ်ခုကိုပြန်လည်မွေးဖွားပေးနိုင်ခဲ့တဲ့နောက်လက်ရှိမျိုးသုံးလူနီပါတရိတ်ဆန်မျိုးစိတ်တွေကိုကယ်တင်နိုင်ဖို့ပညာရှင်တွေကမျှော်လင့်နေပါတယ်။ American နိုင်ငံ Dallas မြို့ခြေဆိုင်ဇီဝနည်းပညာဌာန Colossal ကလွန်ခဲ့တဲ့နှစ်ပေါင်း12,500လောက်ကတည်းကမျိုးသုံးပြောက်ွယ်ခဲ့ပြီးသား Jaya Wolf ဝန်ပလွေမျိုးစိတ်တွေကိုပြန်လည်မွေးဖွားပေးနိုင်ခဲ့ပါပြီ။ Colossal ရဲ့သိပ္ပံပညာရှင်တွေဟာလူသမိုင်းမတိုင်ခင်ကရှင်သန်ခဲ့တဲ့ Jaya Wolf ဝန်ပလွေတွေရဲ့ရုပ်ကြွင်းတွေကနေ DNA နမူနာတွေကိုခက်ခက်ခက်ခဲစ조사ရယူပြီးတဲ့နောက်အဲ့ဒီဝံပလီတွေနဲ့အနီးဆက်ဆုံး DNA ဖွဲ့စည်းပုံစင်တူတဲ့မြန်မာခေတ်ကာလ Grey Wolf ဝံပလီအမတကောင်နဲ့ကိုဝန်ဆောင်မွေးဖွားစေခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Dire Wolf ဝံပလီပေါက်လေး၃កောင်အထိကိုမွေးထုတ်ပေးထားပြီးပါပြီ။ Colossal ရဲ့အမှုဆောင်ချုပ်ကသူ့ရဲ့အဖွဲ့သားတွေဟာ Dire Wolf တွေပြန်မွေးဖွားဖို့လိုအပ်တဲ့ DNA ကိုလွန်ခဲ့တဲ့နှစ်ပေါင်း၁၃000လောက်ကရှင်းသန့်ခဲ့တဲ့ဝံပလီတကောင်ရဲ့သွားတစ်ချောင်းနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း9200လောက်ကရှင်းသန်ခဲ့တဲ့ဝန်ပလေတကောင်ရဲ့ဦးခေါခွန်ကနေရယူနိုင်ခဲ့တယ်လို့ပြောပါတယ်။မကြခင်မှာအဲ့ဒီဝန်ပလေမျိုးစိမ်မျိုးအုပ်စုတစ်ခုစာလောက်ဖန်တီးဖို့မျှော်လင့်ထားကြောင်းအတည်ပြုထားပါတယ်။ Colossal ကဒီအောင်မြင်မှုကိုအခြေပြုပြီးကမ္ဘာပေါ်မှာမျိုးသုံးပြောက်ွယ်လို့နေပါဖြစ်နေတဲ့တရိတ်ဆန်မျိုးစိတ်တွေကောင်းရေးပြန်လည်တိုးပွားလာအောင်အကူအညီပေးနိုင်ဖို့ရည်ရွယ်ထားတယ်လို့ပြောကြားထားပါတယ်ရှင်။